အားလုံးပဲမင်္ဂလာပါနော်အခုပြပြမှာကတော့အရင်ငွေလွှဲနှီးတွေနဲ့မတူဒီ Western Union မှာနော်အရင်ငွေလွှဲနှီးတွေနဲ့မတူ Now update တွေမှာပြောင်းလဲသွားတယ်ငွေလွှဲနှီးကိုပြန်ပြောပါပြောပြပေးမနော်အရင်တော့ဒီကျူအကုန်းနဲ့ငွေချေလို့ရတယ်အခုကငွေချေလို့မရတော့နော်ဒီလိုဘန်ဆော်ဝဲတွေထည့်ထားမှရမနော်ကိုဖုန်းထဲမှာ Mobile Banking စီမှာလွှဲလို့ရမနော်အခုလောလောဆယ်ဒီ Western Union Software ထဲမှာပဲအရင်ဝင်မနော် အရင်လိုပဲเนาะအတူတူပဲเนาะကွဲပြားသွားတာဘယ်ဒီမှာကွဲပြားသွားလဲဆိုတော့နောက်ငွေချေတဲ့အဆင့်နေမှာပဲကွဲပြားသွားတယ်เนาะဒီမှာကျွန်တော်ကလက်ပွေနဲ့ဖြစ်တဲ့အတွက်လက်ပွေကိုနှိပ်လိုက်မှာเนาะလက်ပွေနဲ့မဟုတ်ပဲလောအင်ဝင်ပထမဝင်ရမယ်လူတွေကတော့လောအင်ဝင်ပေါ့เนาะကျွန်တော်ကတော့လက်ပွေနဲ့ထားဖြစ်တဲ့အတွက်လက်ပွေနဲ့ဝင်မှာเนาะ လက်ပွေနဲ့ဝင်မိသွားရင်ကိုကငွေလွှဲမှဖြစ်တဲ့အတွက်ဒီအောက်ဆုံးမှနေလိုက်နော်ဒီမှာကိုကထိုင်းပန်ငွေလွှဲမလားမြန်မာငွေအမောက်နဲ့လွှဲမလားကိုကြိုက်တဲ့ငွေအမောက်ကိုရွေးလို့ရတယ်နော်ဥပမာဆိုကြပါစို့ကိုကဘတ်တထောင်ပဲလွှဲမယ်ဆိုရင်ဘတ်တထောင်ရေးလိုက်ပါနော် ဘတ်တထောင်မရေးမယ်ရေးရင်ဒီမှာဘတ်တထောင်ရဲ့ငွေပေါက်ဈေးအတိုင်းသူကတွက်ပေးတယ်နော်အကယ်၍ကိုကတထောင်မလွှဲခြင်းမူမြန်မာငွေတသိန်းပဲလွှဲခြင်းလဲဆိုရင်ဒီမှာမြန်မာငွေတသိန်းရေးမယ်နော် sorry မြန်မာငွေတသိန်းရေးမယ်နော်ဒီမှာမြန်မာငွေတသိန်းကိုဒီမှာသူပြထားတာဒီမှာ အောက်သေးတိုင်းပြရနော်လွဲကပြီးတင်းနေဆိုရင်ဒီမှာ800ကျော်နော်ကျွန်တော်ကဒီမှာကျွန်တော်လွဲမဲ့ငွေပမာဏအမှာကိုရေးမနော်ကျွန်တော်လွဲမဲ့ပမာဏကိုရေးရနော်ကျွန်တော်ကဘတ်ငွေလွဲမဲ့ပမာဏကိုရေးလိုက်တယ်နော်ဒီမှာဘတ်တတိန်ကိုဒီမှာမြန်မာငွေရတာ320ကျော်ပေါ့နော်320ကျော်ကိုအပီးစီးကို ဒီမှာဘန်းငွေတသိန်းနဲ့335ဘတ်ပေါ့နော်36ဘတ်ပြထားပါတော့ဒီမှာနောက်မှာပြားလေးပါနေတဲ့အတွက်နော်ဂရိကိုလွှဲမဲ့ပမာဏရေးပြီးတွားရင်ဒီပုံမှာနော်ကိုထားရဘာဘန်းနဲ့ငွေချေမလဲကိုငွေချေမဲ့ဘန်းကိုရွေးပြရမနော်ဘန်းကိုနှိပ်လိုက်မယ်ကိုကကိုဘာဘန်းသုံးလဲပေါ့နော်ဒီအပေါ်မှာကိုသုံးမဲ့ဘန်းကိုရွေးပြရမနော်ဒီအပေါ်မှာနော်နှိပ်မယ်ကိုကဘာဘန်းသုံးလဲကိုသုံးမဲ့ ဘန်ကိုယူပါနော်မကတိခွင်ဆိုကတိခွင်ထိုင်မနေစထိုင်မနေဘန်ကောက်ဘန်သူဘန်ကောက်ဘန်ပေါ့နော်ကျွန်တော်ကတော့ဒီမှာခရုံထိုင်းဘန်တုံးတဲ့အတွက်ဒီမှာခရုံထိုင်းဘန်ကိုပဲယူမယ်နော်ခရုံထိုင်းဘန်ယူပြီးရင်ဒီအောက်မှာကိုကဘာနဲ့ငွေလက်ခံမလဲဒီမှာနော်ကိုငွေလက်ခံမဲ့ဟာယူပြရမယ်နော်ဒီမှာကိုငွေလက်ခံမှာကဒီမှာကဘန်ရုံးမှာမှတ်ပုံတင်တော့ရှိမယ် မြန်မာပြည်စီဖန်အောက်ထဲကိုလွှဲလို့ရတာစီမယ် KP အောက်ထဲကိုလွှဲလိုက်လွှဲလို့ရတာစီမယ်နော်ဒီတုံးကူတွေကကိုကြိုက်တဲ့ဟာကိုရွေးပေါ့နော်ကျွန်တော်ကတော့ဒီဘန်ကောက်ထဲကိုထဲမှာဖြစ်တယ်လွဲဘန်ကောက်ကိုရွေးပေးလိုက်မယ်နော်ရွေးပြီးတော့ရင်ဒီအောက်မှာဆက်နှိပ်သွားပေါ့နော်ဒီအောက်ထဲမှာโอเคဆက်နှိပ်သွားလိုက်နော်ဒီအောက်မှာ ်ပြီးရင်ဒီဆင့်မှာကိုကငွေငွေလက်ခံမဲ့လူရဲ့ချက်လက်တွေဖြည့်ပေးရမယ်နော်နာမည်လေးဘဏ်နံပါတ်တွေဖြည့်ပေးရမယ်ဥမာကိုကငွေလက်ခံမဲ့လူတယောက်မှမဖြည့်ရသေးဘူးဆိုရင်ဒီလိုမျိုးတွေပေါ်မနေဘူးနော်အကောက်အတစ်ဆိုရင်ဒီမှာဒီမှာနော်ဒီ adenine ကိုနှိမ့်နော်ဒီကောင်ကိုနှိမ့်နော်ဒီကောင်နှိပ်ပြီးတော့ကိုငွေလက်ခံမဲ့လူကိုဖြည့်ပါကျွန်တော်ကဒီမှာလွှဲပြီးသားဖြစ်တဲ့အတွက်ကိုလူဟောင်းနေတဲ့အလွှဲမှာဖြစ်တဲ့အတွက်လူဟောင်းနေရပဲရွေးလိုက်မယ်နော် ပြီးရင်ဒီအောက်မှာဆက်နေသွားလိုက်နော်လူဟောင်းရွေးတာပဲဖြစ်ဖြစ်လူတစ်ထဲတာပဲဖြစ်ဖြစ်နော်နာမည်ဖြည့်တာတွေကအတူတူပဲနော်ဥမာနာမည်က၃လုံးဆိုရင်၃လုံးအပေါ်ခွဲရေးပြီပေါ့နော်၂လုံးဆို၂လုံးအပေါ်ခွဲရေးပြီဒီအလဲမှာတော့ဖြည့်စရာမလိုဘူးနော်ဒီအောက်မှာလည်းဖြည့်စရာမလိုဘူးနော်ဒီမှာအပေါ်ခွဲရေးပြီးသွားရင်ဒီအောက်မှာဆက်နေသွားတယ်နော် ဒီမှာကျတော့ ban challenge ဖြည့်ပေးရမယ်နော်ဒီမှာဒီမှာကျတော့ကိုငွေလက်ခံမဲ့ ban မြန်မာနိုင်ငံ ban ဘာ ban လဲရွေးပြရမယ်နော်နေလမ်းနော်ဒီမှာ CB ဆိုရင် CB ကမ္ဘောဇာဆိုကမ္ဘောဇာပေါ့နော်ယူမဆိုယူမ UAB ဆို UAB ပေါ့နော်ကိုငွေလက်ခံမဲ့ ban ကိုရွေးပြနော်ကျွန်တော်ကဒီကမ္ဘောဇာကိုလွှဲမှာဖြစ်တဲ့အတွက်ကမ္ဘောဇာကိုရွေးပြလိုက်တယ်နော်ကမ္ဘောဇာကိုရွေးပြီးသွားရင်ဒီမှာဘန်နံပါတ်တွေဖြည့်ရမယ်နော်ဒီအဆင့်နေမှာ ဘဏ္ဍာမတ်တွေဖြည့်တဲ့အခါမှာအပေါ်အောက်ကဘဏ္ဍာမတ်အတူတူဖြည့်ပေးရမှာနော်ဖြည့်ပြီးတွားရင်ဒီအောက်မှာတစ်ခုရွေးပေးရမှာနော်ဒီအောက်မှာသူပါပြောထားလဲဆိုတော့ဒီမှာငွေငွေလွှဲခြင်းရွယ်ချက်သူမေးထားနော်ငွေလွှဲခြင်းရွယ်ချက်ကိုရွေးပေးရမှာနော်နေလိုက်နော်အဲ့မှာနေလိုက်ပြီးရင်သူကပါပြောလဲဆိုတော့ဒီမှာတစ်ချက်ကြည့်နော် ျွန်တော်တို့ကဒီမှာဝန်တန်းလာစာဝန်တန်းစီအဲ့ဒါကိုရွေးပေးလိုက်မယ်နော်ကျွန်တော်တို့ကဒီမှာနော်ဒီကောင်ရွေးပေးလိုက်နော်ရွေးပြီးတော့ရင်ဒီအောက်မှာဆက်နှိပ်သွားလိုက်နော်အကုန်လုံးရွေးပြီးတော့ရင်ကိုယ်ဘန်နံပါတ်တွေဖြည့်တာမှန်တယ်ဘန်ရွေးတာမှန်တယ်ဆိုရင်အောက်မှာဆက်နှိပ်သွားလိုက်နော်ဒီမှာအတူပါပြောထားလဲဆိုဒီမှာတစ်ခုရွေးပြရမယ်နော် လွှဲပြောင်းခြင်းရွယ်ချက်သူဘာကြောင့်လွှဲပြောင်းခြင်းလဲသူမေးရနော်ကိုရွေးပြရမနော်တခုဒီမှာအပေါ်ဆုံးမှာမိသားစုဇယိတ်များဆိုတာမိသားစုတုံးစိတ်အတွက်လွှဲတယ်ဆိုရွယ်ချက်ကိုရွေးပြရမနော်အပေါ်ဆုံးဟာရွေးပြမနော်ဒီမှာအပေါ်ဆုံးအကောင်ရွေးပြလိုက်မနော်ပြီးရင်ဒီအောက်မှာဆက်နှိပ်သွားတယ်နော် ဒီဆင်းနေမှာကြတော့ဒါအကုန်လုံးချက်လက်ပြန်စစ်ပြီပေါ့နော်ဒီမှာကိုငွေလက်ခံမဲ့လူရဲ့ချက်လက်စစ်ပြီပေါ့နော်တေချာအောင်လို့ပေါ့နော်ထပ်စစ်ပြီဒီမှာငွေလက်ခံမှာကငွေလက်ခံမဲ့လူရဲ့နာမည်ပြီးရင်ဘဏ်အမျိုးစားကံမောစားဘဏ်ပေါ့နော်ဘဏ်နံပါတ်ဒါတွေရွေးပြီးတွားရင်ဒီမှာအမှန်ကြီးလေးနှိပ်ပြီနော်အမှန်ကြီးလေးနှိပ်ပြီးတွားရင်ဒီအောက်မှာဆက်နှိပ်တွားလိုက်နော် အကုန်လုံးမှန်တယ်ဆိုရင်ဒီအောက်မှာဆက်နေသွားတယ်เนาะမှန်ကြည့်ရွေးမယ်ပြီးရင်ဆက်နေသွားတယ်เนาะဒီမှာခဏလေးစောင့်အောင်မနော်ဒီမှာငွေချေတဲ့အဆင့်တွေကလူဗန်အမျိုးသားပေါ်မူတည်ပြီးငွေချေတာလည်းကျင်မတူဘူးเนาะ ကျွန်တော်ကကရုံထိုင်းနဲ့ဖြစ်တဲ့အတွက်ဒီပုံစံမျိုးပဲပေါ်လာမှာเนาะဒီပုံစံမျိုးဆိုရင်ဒီမှာကတ်ကလေးကိုနှိပ်မယ်ကတ်ကလေးကိုနှိပ်ပြီးသွားရင်ဒီဆင်မှာဒီမှာက ADN ကပ်ပေါ်ကနန်းကိုဖြည့်ပြရမယ်เนาะ ADN ကပ်ပေါ်မှာကနန်းဖြည့်ရเนาะအဲကနန်းကိုဖြည့်ပြရမယ်ပြီးရင် ADN ပင်နံပါတ်ကိုဖြည့်ပြရမယ်ပြီးရင်ဒီအောက်မှာကဒီထဲဟာကိုမှန်အောင် ဖြည့်ပြရမယ်เนาะပြီးရင်အကုန်လုံးဖြည့်ပြီးသွားရင်ဒီမှာဆက်နှိပ်သွားလိုက်เนาะ ဒီမှာခဏလေးရထားမယ်เนาะကျွန်တော်ဖြည့်မယ်เนาะဒီဆက်မှာ OTP ဖြည့်ပေးရမယ်เนาะအဲခုနတစ်ဆင့်ကိုနှိပ်ပြီးတော့ရင်ဒီဆင့်ကျရင် OTP ဝင်လာတာကိုဖြည့်ပေးပါ OTP ဝင်လာဖြည့်ပြီးတော့ရင်ဒီမှာဒီအောက်မှာဆက်နှိပ်သွားလိုက်เนาะအဲဒီအောက်မှာဆက်နှိပ်သွားလိုက်เนาะအပြာလေးကိုဆက်နှိပ်သွားเนาะ ဒီဆက်မှာကြတော့ဒီအောက်ဆုံးမှာနှိပ်ပါเนาะဒီအောက်မှာเนาะနှိပ်ပြီးတော့ရင်ဒီမှာတစ်ခုနှိပ်ပေးလိုက်เนาะဒီကောင်နှိပ်ပေးမယ်ပြီးရင်ဒီမှာ ATM pin เนาะခုနကအလဲကောင်မှာဖြည့်လိုက်တဲ့ ATM pin ကိုပဲဖြည့်ပေးရမှာเนาะ ATM pin ကိုဖြည့်ပြီးတော့ရင်ဒီမှာအပြားလေးကိုပဲဆက်နှိပ်သွားလိုက်เนาะဒီမှာအပြားလေးကိုပဲဆက်နှိပ်သွားလိုက်เนาะ တက်ပြီးရင်ဒီအောက်မှာရွေးပြလိုက်နော်ဒီအောက်မှာဒီဆင်းမှာကြတော့ဒါလေးကိုနှိပ်ပြလိုက်နော်ဒီဒီမှာခဏစောင့်ရမယ်နော်ဒီနေရာလေးမှာထွက်လိုက်တာလို့လိုင်းကောင်းလိုင်းမကောင်းတာလို့ဥမာဖုံးဝင်လာတာလို့ဗာမျိုးတွေအမျိုးတွေတော့မဖြစ်နဲ့နော်ဒီနေရာလေးမှာအဓိကရေးကြည့်တယ်နော် ဒါဆိုရင်ဒါငွေလွှဲလို့အောင်မြင်သွားရေနော်ငွေလွှဲလို့အောင်မြင်သွားရေဒီမှာငွေလွှဲတဲ့အချက်လဲ MPC ရနံပါတ်ကဏ္ဍ10လုံးကျလာပြီကိုလွှဲလိုက်တဲ့ငွေပမာဏဘန်ငွေတစ်သိန်းပေါ့နော်ဥပမာဒီမှာဘန်ငွေတစ်သိန်းကိုပေါက်သေးတိုင်းရလာတဲ့သူရလာတဲ့ငွေပေါ့နော်တိန်း120ကျော်ပေါ့နော်အပီစီဘန်ငွေတစ်သိန်းလွှဲပေးမယ်ဒီမှာလွှဲကားနေဆိုရင်တစ်သိန်းနဲ့315ဘတ်ပေါ့နော် မှာဆက်လေးကလေးတွေကိုပြန်စစ်ကြည့်မနော်ဒီမှာငွေလက်ခံတဲ့လူတွေမှန်လားဒီမှာဒီမှာငွေလက်ခံတဲ့လူရဲ့နာမည်ဒီမှာဘဏ္ဍံဘတ်ပြီးရင်ဘဏ်အမျိုးအစားဒီမှာဘဏ္ဍံဘတ်နော်ဒါတွေပြီးတော့ရင်ပြီးသွားပြီနော်ဒါဆိုရင်တော့ငွေလွှဲလို့အောင်မြင်သွားပြီနော်ဒီငွေလွှဲတာကိုကိုစစ်ကြည့်မယ်ဆိုရင်ဒီအောက်မှာဆက်နေလိုက်နော်ဒီအောက်ကအားလေးကိုဆက်နေပါပြီးရင်ဒီမှာ ဒါလေးကိုဆက်နေသွားနော်ဒီလိုပုံစံမျိုးဆိုရင်ငွေရောက်သွားရင်နော်ဒီလိုပုံစံမျိုးတွေပြနေဟိုအရင်နှုံးကတော့ဒီလိုပုံစံမျိုးဆိုရင်ငွေမရောက်သေးဘောနော်အခုကအရင်ပုံစံနဲ့မတူနောက် update တွေမှာဒီလိုပုံစံမျိုးဆိုရင်ဘန်ထဲကိုငွေရောက်နေပြီနော်ဒါခဏနေကြရင်ဒီဒီကောင်လေးကဒီအောက်ထိရောက်သွားလိုက်မယ်နော်ခဏကြာရင်နော်ကိုလောလောဆယ်ကဒီအောက်ထိမရောက်သေးဘူးနော် ဒါဆိုရင်ငွေလွဲလို့အောင်မြင်သွားပြီနော်ပြီးသွားပြီနော်ငွေလွဲလို့ဒီဟာအရင်နဲ့မတူဒီကျူအာကုတ်တွေနဲ့ငွေချေလို့မရတော့နော် ကိုဒီမှာအဓိကကိုမိုဘိုင်းဘန်ကင်းစီရမယ်ဒီဝက်စတန်ယူနီယံစီရမယ်ငွေချေတဲ့အစင်တွေမှာအရင်နဲ့မတူဒီနောက်ကျူအာနဲ့ငွေချေလို့မရတော့ဘူးပေါ့နော်ဒါဆိုရင်ငွေလွဲလို့ပြီးသွားပြီနော်